ရူနိုဖာနန်ဒက်ကတကယ်ကိုယူနိုက်တက်ရဲ့လက်ရှိမျိုးဆက်ကစားသမားတွေထဲမှာသူရောက်လာတဲ့2019 20လောက်ကစမယ်ဆိုရင်အကောင်းဆုံးခေါ်ယူမှုအဲ့ကာလအတွင်းမှာသူတယောက်လောက်ပဲလောက်လောက်လောက်ပြရတဲ့ရှိတယ်ဘရူနိုဖာနန်ဒက်လောက်ကိုဘယ်သူမှအသင်းအတွက်အကျိုးမပြုနိုင်ဘူးအဲ့တော့ကိုစမောင်ကပြောသလိုပဲဒီအသည်မှာဘရူနိုဖာနန်ဒက်ရဲ့ impact တွေဒါသူ့ရဲ့ twin goal တွေဒါမရှိခဲ့ဘူးဆိုရင် United ဘာတွေဖြစ်မလဲတွေးဝင်စရာမရှိဘူးတရားဒီလုံးရုံးကန်နေရတဲ့အသင်းအာမတ်လည်းရှေ့မှာကောင်းခဲ့တယ်အခုအာမတ်ကဒဏ်ရာရသွားတဲ့ကြောင့်အာမတ်ကတော့အသင်းတို့အကျိုးမပြုနိုင်တော့ဘူးဒီချိန်မှာဘလူးနိုတယောက်တည်း ဖန်းတင်နေရတယ်ဘယ်ဘွဲပဲကြည့်လိုက်ကြည့်လိုက်ကျွန်တော်ဒါ FA Plus တေကြတဲ့ဘွဲကိုကြည့်မလားဘရူနိုရဲ့ဂိုးနောက်ဆုံးသုံးဘွဲဆန်နော်ဒီဟိုသူ့ရဲ့ဟိုဓာတ်ရိုက်ပေးပို့မှုတွေကံသွင်းမှုတွေအဲ့ဒါနဲ့ဘွဲကိုကြည့်မလားအဆွေနဲ့ဘွဲမှာဂိုးမသွင်းဆိုပေမဲ့ရခဲ့တဲ့အတွင်းကိုသုံးဂိုးလုံးကသူ့ရဲ့ပြစ်ဒဏ်ဘောကန်တင်ပေးပို့မှုတွေတောင်းကန်ဘောကန်တင်ပေးပို့မှုတွေအဲ့တော့ဘရူနိုဖာနန်ဒက်ရဲ့အခန်းကဏ္ဍတော့ယူနိုက်တက်မှာအရန်ကိုကြီးမားတယ်ဒီရာသီပရီးမီးယားလိမှာလည်းအတွင်းကို9ဂိုး ဂိုးဖန်နေမှု9ချိန်နဲ့14ဂိုး34ဂိုးထဲမှာ14ဂိုးယူပေးထားတယ်။ဘရူနိုဖာနန်ဒက်တာမရှိဘူးဆိုရင် United ကတကယ်တန်းစင်းဆုံးနဲ့ရောက်သွားနိုင်တယ်ဆိုတာတကယ်ဟာတာလုပ်ပြီးပြောနေတဲ့စကားမဟုတ်ဘူးတကယ်အမှန်တရားပဲ။ကျွန်တော်ထင်တယ်ဒီအသင်းရဲ့ဒါ Class of 92လို့မျိုးအစုဖက်မျိုးထဲမှာဝင်ကစားနိုင်တဲ့ခြေစွမ်းမျိုးရှိတာဒီအသင်းမှာစိတ်ဓာတ်မျိုးရှိတာကဘရူနိုဖာနန်ဒက်တယောက်ပဲရှိတယ်။ကျန်တဲ့ကစားသမားတွေကနေရာလိုက်မှာအားလုံးရော့တီရော့ရဲပဲ။ Highland ဆိုရင်84မိနစ်မှာ Merino ရဲ့တကယ်ကိုမဖြစ်တဲ့အမှားတွေရတဲ့ Big Chance လုံးဝ ဂိုးသမားနဲ့ဘိုင်ဝမ်းတွေ့တယ်ပြိုင်မဲ့ဂိုးသမားလည်းဟန်ချက်ပြက်နေတဲ့အခြေအနေမျိုးမမျှော်လင့်ထားတဲ့အခြေအနေကိုအသိန်းပေါ်ကလူပေးမှားလိုက်တဲ့ချက်ကြောင့်မီရီနိုကမသိရင်ဟွိုင်လန်ကိုခင်းပေးလိုက်လို့ဖြစ်ရင်ရှေ့မှာတေရီရက်နေတဲ့ဟွိုင်လန်ဂိုးသမားနဲ့ဘိုင်ဝမ်းစိတ်ကြိုက်ကန်ခွင့်ရတာခြေလုံးချတော့နဲ့ကန်ဖို့ဒလေးတွေဖြစ်ပြီးတော့မကန်ဘူးနောက်ကဒက်ကလန်ရိုက်စ်က slide ထိုးသွားပြီးတက်ကယ်လို့သွားတတော်ကောင်းတဲ့ကာကွယ်မှုပါအဲ့မှာဟွိုင်လန်ကဥဆိုပြိုင်ပွဲဆိုမှာပွဲ20လောက်ရှိပြီဂိုးပေါက်ပြောင်းဒီဗီဒီမှာ20ရက်နေကဖာဇန်နဲ့ယူရိုဘာလိပွဲမှာဂိုးသိမ်းနိုင်ပြီးနောက်ပိုင်းမှာတိုက်စစ်မှုတစ်ယောက်ကဒီလောက်ထိတော့မဖြစ်သင့်ဘူးပြဒီလိုအပိုင်ခွင့်ရေးမျိုးမှာတော့အ ਨੇ ဆုံးတော့ ကန်ချက်လို့လုံနိုင်ခဲ့တဲ့ဂိုးသမားကာဝယ်သွားသော်လည်းကောင်းတစ်ခုဖြစ်သွားသော်လည်းကောင်းဒါမပြောဒါတော့မတက်နိုင်ဘူးပေါ့လေဒါမျိုးတွေကဖြစ်မှာပဲပေါ့အဲ့တော့ဝိုင်လန်ကတော့ကျွန်တော်ထင်တယ် United လိုမျိုးအသင်းကြီးတည်းမှာ United ကအောင်မြင်မှုတွေစီပြန်သွားမယ်ဆိုတော့ဝိုင်လန်လိုအဆင့်မျိုးနဲ့တော့ဒီလိုကစားမမျိုးနဲ့တော့ဒီတိုက်စစ်မှုမျိုးနဲ့တော့ United အောင်မြင်မှုတွေရဖို့မလွယ်ဘူးတိုက်စစ်မှာဝိုင်လန်ထက်ပိုကောင်းတဲ့ဒေါန်တော်မြီတိုက်စစ်မှုတယောက်တော့လိုလိမ့်မယ်လို့ထင်တယ်ဝိုင်လန်ကတော့ဒီငင်ရတဲ့လောက်တော့လက်ရှိကာလမှာတော်တော်ကိုစိုးနေတယ်အဲ့တော့ United မှာတိုက်စစ်ပိုင်းမှာလည်းပြင်စရာတွေအများကြီးပဲအဲ့တော့ ပြောမယ်ဆိုတော့ကျွန်တော်အများကြီးပါဒီပွဲမှာနောက်ထပ်ချီကျူးသွားမှာကအာဆနယ်ဘက်မှာရာယာနဲ့ဒက်ကလန်ရိုက်စ်ရာယာဆိုလဲတကယ်ဆူပါဆေးဗ်တွေလုတ်သွားနိုင်တာရှိတယ်ဒက်ကလန်ရိုက်စ်ဆိုလဲဒီပွဲကသူ့ရဲ့အကောင်းဆုံးပွဲတွေရဲ့တစ်ပွဲပဲခြေပါကိုတကယ်ကိုတမ်ပါရဲ့ပေးပို့မှုကနေအကောင်းဆုံးပိတ်သွင်းပြီးတော့ယူသွားနိုင်ခဲ့တာရှိတယ်အဲ့တော့ကျွန်တော်ဒါလူပြောပုံများနေတာကအာဆနယ်ရဲ့ချန်ပီယံဆုကိုတေချာပါလားဒီပွဲတည်ရေးကြသွားခဲ့တဲ့အတွက်ကြောင့်အာဆနယ်အခုဆိုလေဗာပူးနဲ့ gap က15မှတ်กว่าသွားခဲ့ပြီပေါ့နော်ချန်ပီယံဆုအတွက်ကလက်ကျန်10ပွဲလောက်ပဲလိုတော့တယ်အာဆနယ်10ပွဲကံဖို့ကျန်တယ်လေဗာပူးက9ပွဲကံဖို့ကျန်တယ် ဲ့တော့15မှတ်ဆိုတဲ့အချိန်နေတတော်များနေပါပြီလက်ကျန်10ပွဲလောက်မှာအဲ့15မှတ်ကိုပြန်လိုက်ဖို့ဆိုတာပြိုင်မဲ့အသင်းကလီဗာပူးက9ပွဲလောက်ကိုလက်ကျန်9ပွဲထဲမှာ9ပွဲလောက်ရှုံးပေးရမယ်အာဆင်နယ်ကလည်းလက်ကျန်10ပွဲလုံးကိုရန်တော့ပြေးနိုင်ရမယ်ဆိုတော့တင်ချာနီးရတော့ဖြစ်နိုင်သေးတယ်ဒါပေမဲ့ဒါလက်တွေ့တကယ်ဖြစ်လာဖို့ကအရင်ဒါဟိုဟာဖြစ်လုံးနဲ့လက်တွေ့မဆန်ဘူးပေါ့နော်အိမ်မဆန်လုံးနဲ့လို့ပဲပြောမယ်ပွဲပြီးမှ Sky Sport နဲ့အင်တာဗျူးမှာအာဒီတာကိုရိုင်ကလီဗာပူးနဲ့ရမှတ်ကွာမှုအရင်များနေပြီလားဆိုတော့အဖြေကိုပေးဖို့ငြင်းဆန်သွားတယ် သူတော်တော်လေးကိုဒေါသထွက်ပြီးအဲ့မိကိုဒေါသထွက်ပြီးတော့သူပြန်တုံပြန်သွားတယ်အာဘာမှအပြည့်မပေးသွားဘူးပေါ့နော်အဲ့တော့ပွဲပြီးမှတော့ဝေဖန်မှုတွေကတော့အများကြီးပဲအဲ့တော့ကိုစုံတော့အမြင်လေးပြောပါအောင်ဒီရာသီအာဆနယ်အသင်းရဲ့ဒီချန်ပီယံဆုကိုလက်လွတ်လိုက်ရတဲ့အခြေအနေတွေသူတို့ဘယ်မှာအားနေခဲ့လဲကိုစုံတော့အမြင်လေးပြောပါအောင်အမှန်တိုင်းပြောရရင်တော့ဝက်ဆန်းကိုအင်ကွင်းမှာရှော့လိုက်တဲ့ကဒီရာသီအတွက်တိုက်တဲ့ race ကလုံးဝ game over ဖြစ်သွားပြီလို့ကျွန်တော်တို့ဒါတတိချယုံကြည်ခဲ့တာအဲ့နောက်မှာ Bruno Fernandes နဲ့ တည်ထက်ကြတယ်ခု United နဲ့တည်ကြတယ်ဆိုတာပြောစရာတော့မလိုတော့ပါဘူးကိုအသင်းကြောင်းကိုသိရင်ဒါအခြေအနေမှလက်ခံသွားရင်ပြောစရာဒါပေမဲ့အနည်းပြတယောက်ကတော့ကျွန်တော်မဖြစ်နိုင်တော့ပါဘူးကျွန်တော်တော့လက်မြောက်ရှုပ်ပေးလိုက်ပါဘူးလို့တော့ဘယ်တော့မှပြောမှာမဟုတ်ဘူး United တောင်မှအခုလက်ရှိ Amorin ဒီလောက်အခြေအနေဆိုးနေအောင်သူတို့သွားနေတာကတိုက်တဲ့ race အတွက်သူတို့ Champions League ကိုရယူဖို့သွားနေတာပါဆိုတဲ့စကားမျိုးနောက်ရသည့်တော့သူတို့လက်လျှော့တဲ့စကားမျိုးမပြောဘဲနဲ့အခြေအနေဆိုးတွေကနေသူတို့ဒါကာကွယ်ပြီးတော့အသင်းကိုထမ်းတင်ဖို့ပြောနေတယ်ဆိုတော့ဒီ အာဒီတာအနေနဲ့ဒီအခြေအနေပေါ်မှာသူဖြစ်နိုင်သေးတယ်လို့ယုံကြည်လက်ခံထားတာနိဗျတယောက်အနေနဲ့မမှားပေမဲ့ဒီစောင့်ကြည့်ဝေဖန်သူတွေပြိတ္တတွေနဲ့ကြည့်မယ်ဆိုဒါလုံးဝမဖြစ်နိုင်တော့ဘူးပြီးသွားပြီဗျာဘလို့မှဒီအခြေအနေကကြော်တက်ပြီးအောင်မြင်စရာအကြောင်းမရှိတော့ဘူးလေဘာဘူးကပဲဘယ်ဘလောက်စောစောလေဘာဘူးကဒီဖလားကိုယူမလဲမာဧပြီမှာယူမလားဧပြီဘလောက်မှာယူမလဲသူတို့ပွဲမှာဘယ်ပွဲမှာသူတို့အောင်မဲခံမလဲအိမ်ခွေးမှာအောင်မဲခံမလားအဝေးခွေးမှာအောင်မဲခံမလားလေဘာဘူးကပဲဒါကိုအဓိကလောက်ရမှာထင်တယ်အာဆင်နယ်တို့တော့မဖြစ်နိုင်တော့ပါဘူးတေချာသွားပါပြီပြီးတော့ဒီယာဒီယာအာဆင်နယ်ကမနှစ်ကထက်၈တင်းကတာပို့ပြီးတော့ညံ့ခဲ့တယ်လို့လည်း ပြောလို့ရတယ်အသင်းသင်းရဲ့စွမ်းဆောင်ကြီးကနိုင်တဲ့နိုင်မနေတဲ့ပွဲတွေမှာမနိုင်ဘူးအထူးသဖြင့်ဒီရာဒီအာဆင်နယ်ရဲ့အဓိကအားနယ်ချက်ကနိုင်တဲ့နိုင်တဲ့ပွဲတွေမနိုင်ဘဲနဲ့တီရီပွဲတွေများခဲ့တာတီရီပွဲ10ပွဲတောင်ရှိခဲ့တယ်တီရီပွဲ10ပွဲဆိုရင်ရမ20ဆုံးရှုံးသွားပြီအဲ့မှနေတိုင်ပတ်နဲ့ရှင်းမယ်ဆိုအများကြီးကွာသွားပြီအာဆင်နယ်ကဘယ်မှာအားသာနေလဲဆိုတော့အာဒီတာလက်ထက်မှာအသင်းကြီးချင်းတွေ့တဲ့ဒီ traditional business နဲ့တွေ့တဲ့ပွဲတွေမှာဒီရာဒီ10ပွဲကစားထားမှာ10ပွဲလုံးမရှုံးခဲ့ဘူး၄ပွဲနိုင်တယ်၄ပွဲတည်ကြတယ်ပြီးခဲ့တဲ့ရာဒီ10ပွဲကစားခဲ့ရမှာ စစ်ပွဲလုံးမရှုံးခဲ့ဘူး6ပွဲနိုင်တယ်4ပွဲတည်ကြတယ်ပြီးခဲ့တဲ့ရာသီကနေစတွက်မယ်ဆိုရင် business 18ပွဲကစားထားမှာ10ပွဲနိုင်10ပွဲတည်ကြလာပြီအသင်းကြီးချင်းချင်းတွေ့တဲ့ပွဲတွေမှာအစင်တွေကပိုကောင်းတဲ့စွမ်းဆောင်ရည်ကိုယူလာနိုင်တယ်အသင်းကြီးတွေကိုပို့ပြီးတော့တူရင်ကိုရေမောင်တမ်းပြီးကစားနိုင်တယ်လို့လီဗာပူးကိုတက်နိုင်တာတွေမန်စီးတီးကိုတက်နိုင်တာတွေကိုထီယာဒီနောက်ပိုင်းနှစ်တွေမှာလှုပ်လာနိုင်ခဲ့ပေမဲ့မလူလာတဲ့အမှတ်မရောတဲ့ပွဲတွေဥမာဝက်ဆန်ကိုရှုံးတာဖူအန်နဲ့တည်ကြတာဘရိုက်တန်ကိုမနိုင်တာဘုံမောက်ကိုရှုံးတာအလေလက်အသင်းတွေနဲ့ ဒီသူ့ကိုအန်ရယ်ပေးနေတဲ့အသင်းတွေဗီလာလို့လို့အသင်းတွေရှုံတာနျူကာဆယ်လို့လို့အသင်းတွေရှုံတာသူအမြဲတမ်းရှုံတဲ့အသင်းတွေကတိုက်ဆိုင်မှုမနစ်ကလည်းဒီအသင်းတွေကိုပဲရှုံတယ်ဒီအသင်းတွေစဉ်ကအမှတ်ရော့တယ်ဒီနှစ်လည်းဒီအသင်းတွေကိုရှုံတယ်ဒီအသင်းတွေနဲ့အမှတ်ရော့ရယ်ဆိုတော့သူ့ရဲ့နီးပြူဟာကိုကပြိုင်ဘက်တင်ရဲ့ဒီနီးပြူဟာနဲ့ရှင်ဒီအသင်းတွေကိုသူနိုင်အောင်မကစားတတ်တာလားဆိုတာမေကွန်ထုတ်เสียတာအောင်ဖြစ်နေပြီအမိုရင်ကတော့ဒါဒီပွဲတပွဲတပွဲရပြောမယ်ဆိုရင်ဒီဟာဒီအသင်းကြီးနေတွေ့ပွဲထဲမှာအကောင်ဆုံးပွဲပဲဒီပွဲကသူတို့ အောက်ကကစားခဲ့ရတာမဟုတ်ဘဲနဲ့ဒုတိယပိုင်းမှာသူတို့ကပွဲကိုပိုနိုင်ခြင်းစိတ်ဖြစ်နေဖိတိုက်ခဲ့ပြီးတော့အခွင့်အရေးတွေဘစ်ချန်တွေပို့ပြီးတော့ဒါဂိုးရနိုင်တဲ့အခွင့်အရေးတွေပိုဖန်နီးနိုင်ခဲ့တာရှေ့မှာလည်းသူကိုချင်းကြီးပြောသလိုပဲနိုင်ပွဲရခဲ့တယ်အာဆင်နယ်ကိုအဖေဖလားမှာတရားဝင်နဲ့ခံခံပြီးပင်နယ်တီမှာနိုင်သွားတာတွေမန်စီးတီးကိုနောက်ကျဂိုးတွေနဲ့ဒါအာမတ်ရဲ့ဒီမော်ဆန်ဆန်ဂိုးတွေနဲ့နိုင်ခဲ့တာတွေလီဗာပူးကွဲမှာတည်ခံခံခဲ့ရရှိပေမဲ့အဲ့ပွဲတွေရဲ့ခြေစွမ်းကခြေစွမ်းရတည်တံ့ကြည့်မယ်ဆိုရင်သူကဘလို့မှအသင်းကြီးတွေကိုမရှင်နိုင်မဲနဲ့ခံခံခဲ့ပြီးမှ ဟိုရလက်ကောင်းနေယူရကဒီရာဒီမှာအမိုရင်လက်ထက်မှာပြိုင်ပွဲစုံနဲ့ကျွန်တော်မှတ်မိသလားဆိုပြိုင်ပွဲစုံ9ပွဲလောက်အသင်းကြီးနေနဲ့ကစားထားတယ်2ပွဲနိုင်တယ်2ပွဲတည်3ပွဲရှုံးပြီအာဆင်နယ်နဲ့3ပွဲကစားရတယ်ပထမဆုံးပရီးမီးယားလိပွဲမှာအာဆင်နယ်ကဒူးစီးနဲ့ရှုံးတယ်အဖေဖလားပွဲမှာပင်နယ်တီကနေသူတို့ပြန်နိုင်တယ်အခုသိရကြတယ်အာဆင်နယ်နဲ့3ပွဲမှာတပွဲနိုင်တယ်တပွဲရှုံးတယ်တပွဲတည်ကြတယ်စပါနဲ့2ပွဲကစားရတယ်ပရီးမီးယားလိမှာလည်းရှုံးတယ်လီဖလားမှာလည်းသူတို့2ပွဲလုံးရှုံးတယ်လီဗာပူးနဲ့တပွဲကစားရတယ်လီဗာပူးနဲ့သိရကြတယ်မန်စီးတီးနဲ့တပွဲကစားရတယ်မန်စီးတီးကို နိုင်ထားရဆိုတာတူလက်ထက်မှာအသင်းကြီးကိုတူတူတန်တန်ကစားနိုင်တဲ့ဘွဲကဒီဘွဲဒီဘွဲကအမှန်တကယ်ဒါ United ပြည်သက်တီအတွက်ကစားသမားမစုံနေတဲ့ကြားဒါရပြဿနာကြောင့်ကစားသမား၁၀ယောက်၁၁ယောက်လောက်လက်လွတ်ထားတဲ့ကြားကနေဒီလိုခြေစမ်းစီလိုစိတ်တက်နဲ့ကစားသွားခဲ့တာတော့အတိမပြည့်ဘူးဒါပေမဲ့ဒါခြေစွမ်းရကျွန်တော်အတိမပြည့်မယ်ရလက်ရပြမယ်တို့လိုချင်တဲ့ရလက်ကိုမယူနိုင်ခဲ့ဘူးရှေ့မှာလဲသူကအမှတ်တွေညော့ထားတဲ့ဘွဲတွေတောက်လျှောက်တွေကြုံထားခဲ့တယ်အဲ့ဒါကြောင့်လဲအခုအမှတ်ပေးစရာရဲ့ဒါအဆင့်၁၄ရမှတ်၃၄မှတ်ဆိုတော့ top half ကအဆင့်၁၀မှာရှိနေတဲ့ ဖူဟန်နဲ့ကြားမှာရမှတ်၈မှတ်လောက်ပြတ်နေရဆိုတော့တော့အထက်ပြန်ဝင်လာဖို့တော့ယူနိုက်တက်ရဲ့လက်ရှိအခြေအနေကမလုံလောက်ဘူးဆိုတော့ဒီဟာသူတို့အဆိုးဆုံးအခြေအနေနဲ့ရင်ဆိုင်နေရတယ်ဒါကိုဘလောက်ကြမ်းကြမ်းကန်ကျော်လွှားနိုင်မလဲဒီလိုခြေစွမ်းမျိုးကိုနောက်လာမယ့်ဘွဲတွေဆက်ပြနိုင်မယ်ဆိုယူနိုက်တက်ကိုကျွန်တော်တို့အထင်ကြီးခဲ့တာကမမှားဘူးဒါပေမဲ့နောက်လာတဲ့ဘွဲကြာရင်အရင်ယူနိုက်တက်ပြန်ဖြစ်သွားပြီးတော့အသင်းငယ်နဲ့ဘွဲမှာဒါအထင်ကြီးစားခြေစွမ်းမျိုးပြနိုင်ခဲ့ပဲနဲ့အမှတ်တွေဆက်ရှုံးဆုံးမယ်ဆိုရင်ယူနိုက်တက်ကအရင်လိုပဲဒီတန်တရာထဲမှာပဲလဲပြီးတော့ဒီဒီရာဒီ ရက်တင်ဘူးကအဆင့်30အတွင်းတော့ဝင်လာနိုင်ဖို့မလွယ်လောက်ဘူးထင်တယ်